ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဦး family youtube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ရဲ့မျိုးဦး family အဲ့ဒမင်များနဲ့တိုင်ပင်ပြီးတော့ပေါ့လေဆရာကြီးဒီကုံတရားဤဒုခိကို ရောက်ရမြည်မှမလွဲပါဆိုတဲ့ဝိတုစာအုပ်ကိုဖတ်ပေးဖို့ကျွန်တော်တို့စီစဉ်ခဲ့ပါတယ်တို့ရဲ့ကြောင့်ဒီတစ်ခေါက်မှာ ဆရာကြီးဒဂုံတရာဤတို့ခေတ်ကို ရောက်ရမည်မှာမလွဲပါဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းတင့်နေဖြင့်စတင်ဖတ်ပြတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာတို့ခေတ်ကိုရောက်ရမည်မှာမလွဲပါဝိတုရေသူဤအမှားယခုဝိတုမှာကျွန်တော်ဤပြင်စမမြဝိတုဖြစ်သည်ပထမဝိတုကမေ1948 ကျောင်းသားဘဝကငဂရီမှာထုတ်ဝေသည်သကပြင်းများရေးသားကာသကရေးသောဝတ္ထုသို့သောအင်္ဂလိပ်ဝတ္ထုတစ်ပုဒ်မှမိထားခြင်းဖြစ်၍ကျွန်တော်၏အတွေ့အခေါ်မဟုတ်ရေးသားဖွင့်လွှဲမှုသာပြောစရာရှိသည်သရုတ်တအကြိမ်ထိပုံနှိပ်ခဲ့ရသည်1339လောက်ကဖိလစ်ပိုင်မျိုးချစ်ဒေါက်တာဟိုဆေရီဇော်၏အထိမကန်ဝတ္ထုကိုငဂရီမှဘာသာပြန်ခိုင်း၍ဘာသာပြန်ကူးသည်သို့သောဇာမူမှာသခင်ဘော ဖက်စစ်ဒေါ်လန်ရေးအတွက်အိန္ဒိယတွင် လေဒီကျင်ရန်သွားပြီးမြန်မာပြည်ပြန်အလာကလကတာလေရင်ကွင်း၌လေရင်ပြက်ကြပြီးတည်ဆုံသွားတော်သူလက်ထက်တွင်ပျောက်သွားသည်တခင်ပေါ်မှာဂျပန်မဝင်မီကမြေအောက်နိုင်ငံရေးလိုရင်းအိန္ဒိအိန်၌ရင်းစာမူကြံရရာဘုံကြခံရ၍စာမူမှာအိမ်မီလောင်သည့်အထက်ပါသွားသည်ဟုသိရသည်ဒုတိယဝတ္ထုမှာမြိုင်1940၌ရှီမိုကမဂဇင်းကဝတ္ထုသိတော့မရှိ တပတ်အတွင်းအပြည့်ရေးပြေးထားခဲ့ခြင်းဖြစ်သည်နောက်ထပ်ပြန်၍အရှိရေးအုံမြေဟုစေကူးခဲ့တော်လဲနောက်မရေးပြစ်တော်အချစ်နှင့်တော်လံ၍ကိုရေးဆက်ထားခြင်းဖြစ်သည်တတိယဝိထုမှာမြို့တော်ရန်ကုန်1953ခုနှစ်၌ထုတ်ဝေသောကန္နဝင်ဂျာနယ်၌အပတ်စဉ်ထည့်သည်သို့သောကန္နဝင်ဂျာနယ်မှာနှစ်ပတ်သာထုတ်ဝေပြီးရက်စဲသွားသဖြင့်ဝိထုကိုဆက်မရေးပြစ်တော်စစ်တမ်းခံရသောရန်ကုန်မြို့တော်ကိုနောက်ကားခံကား စစ်ပြေးစလွတ်လပ်ရေးကြိုးပမ်းမှုကိုတရုတ်ဖော်ရန်ရည်ရွယ်ထားသောဝတ္ထုဖြစ်သည်သရုတ်ဝတ္ထုမှာကြာပန်းရည်စဉ်လက်စင်ပါသောအခန်းဆက်ဝတ္ထု1963ခုနှစ်တွင် လုံချင်းအဖြစ်ရှုမဝမှရိုက်နှိပ်သည်1950 52ခုနှစ်တွင်ငញ្ញံ၏လှုပ်ရှားမှုကိုနောက်ခံ၍ထားသောဝတ္ထုဖြစ်ပေသည်ပြင်စမဝတ္ထုကယခုဒုက္ခကိုရောက်ရမည်မှာမလွဲပါဝတ္ထု1994ဇွန်လကစ၍ရှုမဝမဂဇင်း၌အခန်းဆက်ဝတ္ထုရှိအဖြစ် စတင်ထည့်သွင်းသောဝတ္ထုကျွန်တော်တို့ဤအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကိုနောက်ကခံထားသောဝတ္ထုရည်ရန်ကြိုးပမ်းချက်ဖြစ်ပေသည်ဝတ္ထုဤအမည်မှာဒုက္ခကိုရောက်ရမည်မှာမလွဲပါကျွန်တော်ငယ်စဉ်ကတည်းကဆွဲလန်းခဲ့သောဒုပမာတခြင်းတည်းမှကျွန်တော်စိတ်ကိုလှုပ်ရှားစေဆုံးစကားတစ်ပုဒ်ကိုဝတ္ထုအမည်ဖြင့်ယူသုံးထားခြင်းဖြစ်သည်ဒုက္ခကိုရောက်ရမည်မှာမလွဲပါကျွန်တော်တို့ចောင်းသားဘွားကကျွန်တော်တို့ဤရီမန်းချက်ကိုကိုးစားပြုသောတခြင်းတခြင်းစကားလုံး င်္ကေတာများသကလုံးဒုက္ခဆိုသည်မှာကျွန်တော်တို့ဤစိတ်အင်မတန်ခံစားမှုပါသည့်သကလုံးဒီနာမည်ကိုယင်내ကရွေးချယ်ထားသည်မှာကြာပြီဒီနာမည်ဖြင့်ရေးမည်ဟုစိတ်ကူးထားသည်မှာလည်းကြာပြီသို့သောစိတ်ကူးသည်အနုပညာပုံသဏ္ဍာန်အဖြစ်အကောင်အထည်မွေးဖွားမပေးနိုင်သည်တရေဒီနေသောရက်လာကကြာလာပေသည်စိတ်ဘလူအနံလေးတင်းလာသောရက်လနှင့်ကာလများတွင်တရေသွေးအိမ်ဦးများသည် ရင်လာခဲ့ရပြီသည်1963ခု1969ကျွန်တော်ဒီအကျင့်တောင်တဲ့နောက်ရှိနေစဉ်အိယာအစောကြီးဝင်တတ်သည်ကျွန်တော်ချထားလိုက်သည်အပြင်မိယောင်ကနေကြည့်လျင်ကျွန်တော်အတွင်းကိုမမြင်ရကျွန်တော်အိတ်နေသည်ဟုထင်မှတ်နေကြသည်တကယ်ကအိတ်ပြော်သည်မဟုတ်ရွေးတော်နေခြင်းဖြစ်သည်ခြေတံများကိုတည့်တည့်သာကြားရတော်သည်လာရောက်ရှင်မြကလည်းတန်တိုင်ကြမှတို့ဝင်ကဖြော့ဖြော့ကလေးကြလာသည် ိတ်ဘလူးပန်းအနံကလေးများကလည်းဖြော့ပြော့ကလေးတင်လာသည်ပြင်ပရှိအာယုံအလုံးသည်ညင်ဝါဝါကလေးသာကြံရှိတော့သည်ကျွန်တော်ဤအတွင်းစိတ်ကအားကောင်းနေပြီကျွန်တော်ဖြတ်တန်းငယ်သောတမိုင်းခေအတွင်းသို့ရောက်နေသည်ကျွန်တော်ကောင်းကောင်းမှတ်မိသောဆရာဆန်းဂလုံးလေသမားတပုံခေကဆ၍ပေါ်လာတော့သည်ဒေါ်ကာကကျွန်တော်တို့သည်ကြည်လင်တန်ရှင်းလာသည်ဒေါ်ကာတစ်ဖြတ်ဖြတ်တောက်ပလာတော့သည် ရင်တို့ချုပ်ကြည့်လိုက်တော့ခါကြည်လင်တောက်ပါသောအမျိုးသားလွတ်မြောက်ရေးတမိုင်းခေတ်ကိုအခြေခံ၍ဝတ္ထုရေးမြေဟုစိတ်ကူးရလာခဲ့ပေသည်။နာမည်ကိုဒုဗမာတချင်းတဲကသကလုံးဖြစ်သောဒုခေတ်ကို ရောက်ရမည်မှာမလွဲပါဟုပေးသည်။ဝတ္ထုကိုသုံးပိုင်းပိုင်ထားသည်။ပထမပိုင်းကလွတ်လပ်ရေးရသည့်အထိတမိုင်းနှစ်ကာလအပြည့်တော့1948အထိဝတ္ထုကို1931 1940အထိခေတ်ကာလ ဒုတိယပိုင်းမှာလွတ်လပ်ရေးရပြီးမှ1962အထိတတိယပိုင်းကတော့1962မှစတင်ပြီးပထမပိုင်းနဲ့ဒုတိယပိုင်းမှာကျွန်တော်ဤစိတ်ကူးတဲ့၌ဘီဘီတတတည်ရှိနေသည်ညာတိုင်းလိုအမျိုးသားလွတ်မြောက်ရေးအတိတ်ကားချံများကပေါ်လာနေကြသည်မော်လာမြမြင်ကွင်းများဇက်ကောင်ဖြစ်သောလူများကိုဖမ်းယူထားသောစိတ်ကူးတဲ့၌သိမ်းဆီးထားသည်ပထမပိုင်းမှာအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဒုတိယပိုင်းမှာဒီမိုကရေစီလှုပ်ရှားမှု ပထမပိုင်းကိုပင်3ခုတွဲခွဲလိုက်သည်ယခုပထမအတွဲမှာ1930မှ1936ထိသမိုင်းကာလဒုတိယအတွဲမှာ1936မှ1942ခုနှစ်အထိသမိုင်းကာလတတိယအတွဲမှာ1942ခုနှစ်မှ1948ခုနှစ်အထိသမိုင်းကာလဒရေဒီသောနှစ်ကာလ10နှစ်ခန့်ကြာမှ1984ခုနှစ်ကြာမှဝိထုရေးပြတော်သည်1930ပတ်ဝန်းကျင်ခေတ်ကာလမှာကျွန်တော်စနေသားခန့်က ဖြတ်တန်းကြရသောနှစ်ကာလဖြစ်သည်ကောင်းကောင်းမှတ်မိနေပြီသို့သော အတိတ်နှင့်ပြန်၍ရင်းနှင်းမှုရအောင် တက္ကသိုလ်များစာကြည့်တိုက်သို့သွားသောဒုရိယသတင်းစာအဟောင်းများကိုတရွက်ချင်းလှန်ကာမှတ်ဉဏ်ကို စိမ့်လန်းလာအောင်လုပ်ရသည်ဒုရိယသတင်းစာများကိုကော်ပီစာအုပ်ထဲ၌ကူးယူရသည်ဒုရိယသတင်းစာများကဟောင်းကာဝါကျင်လျက်ရည်ဆွေးနေကြပေပြီတချို့မှာအသာလန်ရသည်ဆရာဆန်းဂလုံးတပုံအရေးတော်ပုံဆိုလျင် ်တရင်စာများကိုယခုအခါကိုယ်တိုင်ပြန်ဖတ်ရတော့မှကြီးကျယ်မှန်းသိရသည်လက်သမားတော်လိုင်းသမားများကိုအထင်ကြီးလာမိသည်ရင့်ရတော်ပုံနှင့်ပတ်သက်သောတရင်များကိုရွေးကစာအုပ်ဖြစ်ပုံနှိပ်လျင်ကောင်းလေစွာကြာလင်တရင်စာစာရွက်များပျက်စီးသွားတော်မူသို့မဟုတ်ကိုပြားအသေးဖြင့်ဓာတ်ပုံရိုက်ကိုထားကျွန်တော်သည် အချက်အလက်အမှန်ကန်များရရှိပြီးနောက်ဇက်ကောင်ရုပ်ပုံများကိုစိတ်ကူးရသည်ဇက်ကောင်များကကျွန်တော်၏ဘဝတက်တန်းတွင် ထိတွေ့တည်ကျွမ်းခဲ့သူများထံမှလူသဘာဝကိုရွေးထုတ်ကစိတ်ကူးဖြင့်ဖန်တီးထူသွင်းရသည်ဇက်ကောင်အကောင်တကောင်သည်ကျွန်တော်သိရှိသောလူ၃လဦးတိထမကမြားကျင်လဲမြားမီစူပေါင်းကရောဆတ်ထားသောစိတ်ကူးရုပ်ပုံပင်ဖြစ်သည်အမျိုးသားလူမျိုးရဲ့လှုပ်ရှားမှုများထဲမှသမိုင်းဝင်ဇက်ကောင်သမိုင်းကိုစားပြုဇက်ကောင်ဖြစ်လာအောင်သွင်းထူရသည်သမိုင်းဝင် စိတ်ကူးဇက်ကောင်သမိုင်းဝင်စိတ်ကူးရုပ်ပုံစိတ်ကူးဇက်ကောင်ဖြင့်တကယ်သမိုင်းဝင်ပုဂ္ဂိုလ်အချို့လဲပါသည် ဆိုပါတော့ဆရာဆန်းဆရာကြီးတခင်ကိုယ်တော်မိုင်းဘုရောအောင်ဆန်းတခင်တန်းထွန်းသူတို့ကိုယ်တော်စေကုဇက်ကောင်တတ်တတ်လှုပ်ရမရစေကုဇက်ကောင်နင်းလဲလဲ၍မရတော့တမိုင်းဝင်ပုဂ္ဂိုလ်ချုပ်ကိုကမလွဲ့မရှောင်နိုင်ပဲထဲသွင်းထားရသည်တန်နိုင်ရင်တော့စေကုဇက်ကောင်ရှိတာကပြခြင်းသည်ဘာကြောင့်ဆိုဝိတုဖြစ်သောကြောင့်ပင်ဝိတုသည်စေကုစာပေဖြစ်သည်တမိုင်းကြံကံမဟုတ်သို့တော်တမိုင်းမှန်တရားကို ဖော်ပြရသောအခါ ခြေရောင်လရောင်နေရောင်များကိုဖြောက်၍မရတော့ပြီ။သက်ကောင်များမှာ1930ဝန်းကျင်အသက်17နှစ်အရွယ်ကစ၍လှုပ်ရှားသည်ကိုတည်ဖို့ထားသည်1930 1936တွင်ကလူလားမြောက်စလူငယ်ပေါင်းများသူတို့ဤဇေယျတပောင်ဝသည်မပီတသည် ဖွဲ့စည်းအရွယ်အာယုံခံစားစအတွေ့ခေါ်ဖြစ်ဒီစဘဝအတွေ့ကြုံအစဆိုပါတော့ဝိတုရေကဗညာမောဗလမန္တာတွင် အောင်တင်ခင်ထားလိုက်ခင်ထားခိုင်းစသည်ဗညာမောမှာနောက်ကြည့်မြင်လာသောအခါဆိုပါတော့ဒုတိယအပိုင်းဆုံးအရွယ်တွင်တော့အဘိဓမ္မာဆရာအနုပညာရှင်ဖြစ်လာမည်သူယခုပထမပိုင်းပထမတွဲတွင်တော့နုနယ်ငသေးသောအရွယ်ကအခြေခံထားခြင်းများသာရှိသေးသည်သူ၏အာယုံခံစားမှုများတွေးခေါ်မှုများ၏ဖွဲ့စည်းစအဖြစ်ပြင်းများကသာတည်ဖို့ထားခြင်းဖြစ်ပေသည်ဗလကနောင်တွင် နိုင်ငံရေးသမားဖြစ်လာသည် မန္တာတွေဟူသောကရင်အမျိုးသားလူငယ်ကလေးမှနောင်တွင်ဒေါ်လန်ရေးသမားဖြစ်လာသည်သို့သောသူတို့၏ရုပ်ပုံအလွာအလုံးသည်ကောက်ကြောင်တီစကောက်ကြောင်ရာမြင်မြင်ပပမျှသာစရသည်သည်အခြားဇက်ကောင်များလည်းထို့အတူပင် အမျိုးသမီးဇက်ကောင်ခင်ထားလိုင်ကတော့သူတို့ထက်အသက်နည်းနည်းကြီးသည် သူမ၏လူရန်စားအယအသည့်နည်းနည်းပိုသည် ခင်ထားခံကငယ်သည်ရိုးသားဖြူစင်သည် အောင်တွင်က လက်တွေသမားတက်ချင်းဖြတ်ချင်းသူ ကျွန်တော်ဒီဇက်ကောင်များ၏လူစရတဘာဝကိုအသေးစိတ်စိတ်ပညာဆန်းဆန်းဖွင့်လွှဲထားသည်စေတဇဗေဒသဘောပါမှလူတဘာဝနှင့်သူ၏လှုပ်ရှားမှုကိုမော်လွင်ထင်ရှားမြေဟုယူဆ၍ဖြစ်သည်ပထမပိုင်း၏ဒုတိယရွယ်တတိယရွယ်များတွင်သူတို့၏ရုပ်ပုံများပို၍ပြီးသလာပါလိမ့်မည်ဇက်ကောင်တင်များလည်းသမိုင်းခေတ်ရွေရှားလာသည့်အလျောက်တို့၍တို့၍လာကြပေမည်ဒုတိယပိုင်းတွင်ဇက်ကောင်များတဖန်တို့၍ရေး၍လာသည် ပထမပိုင်းကဇက်ကောင်များမှဒုတိယပိုင်းတွင်လူလံများဖြစ်လာပေမည်။ထို့ကားဒုတိယပိုင်းကလူငယ်ပေါင်များနှင့် ပေါင်းဆက်ဆောင်စည်းကြအုံးမည်။ဆိုပါတော့ဗညာမော်ဆိုလျင်တတိယပိုင်းတွင် လူကြီးဖြစ်လာပေသည်။ထို့ကားဒုတိယပိုင်းကလူငယ်ပေါင်များမှတတိယပိုင်းတွင်လူလံများဖြစ်လာကြပေမည်။မျိုးဆက်တင်များသမိုင်းခေတ်တလျှောက်တခေပြေးတခေကူးဆက်လှုပ်ရှားပုံတို့ကိုတရုတ်ဖော်သွားရန်ဖြစ်ပေသည်။ဇလန်ဇလန်ကလည်းဆန်းလာသည်မဟုတ်ပါ ညင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတမိုင်းခေတ်တလျှောက်ဘာဝင်လှုပ်ရှားကြသောတမိုင်းဝင်ဇက်ကောင်များဤဘဝများပင်ဖြစ်သည်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဆိုတော့မြန်မာအမျိုးတွေကဇက်ကောင်မဟုတ်တော့ယခုပထမပိုင်းဒုတိယတွဲတတိယတွဲစသည်တို့တွင်ရှမ်းကချင်းချင်းမွန်ကယရခိုင် စသောအခြားသော အမျိုးသားလူငယ်အသီးသီးများသည်လည်းတို့၍တို့၍လာအောင်မည်ဖြစ်သည်အဘဲကြောင့်ဆိုသောအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုသည် အမျိုးသားပေါင်းစုံပြည်သူတို့ဤထကြွနှိုကြမှုကစတင်သောကြောင့်ဖြစ်သည်မဟုတ်လားဝိတုတို့အပိုင်းများခွဲခြားထားခြင်းမှာအမျိုးသားလွတ်မြောက်ရေးဒေါ်လန်ရေးဤအစဉ်စဉ်သောကန္တအသီးသီးကိုပိုင်းခြားသည့်အတိုင်းခွဲထားရသောကြောင့်ဖြစ်ပေသည်မျိုးဆက်သည့်အသီးသီးဤဘာဝင်မှုကိုပေါ်လွင်စေရန်လည်းဖြစ်ပေသည်ဒေါ်လန်ရေးဤတပ်ဥနေရာတွင်မျိုးဆက်အသီးသီးဤလူငယ်များကပါဝင်နေတာကြောင့်လည်းဖြစ်သည်ထို့ကြောင့် ဇက်ကောင်များကိုလူငယ်ပေါ့ရွယ်ကစတင်၍ထားခြင်းဖြစ်သည်သို့မှသာသူတို့၏အာယုံခံစားမှုဘဝအတွေ့အကြုံအတွေ့အခေါ်ဘာဝင်လှုပ်ရှားမှုများကို အသေးစိတ်ပညာဆန်းဆန်းဆိုသည်မှာသူတို့၏ပတ်ဝန်းကျင်ယုတ်ကဘာကြီးကရက်ခက်လက်သောအခါသူတို့၏လူအသိစိတ်သို့မဟုတ်အာယုံခံစားမှုဝေဒနာအတွေ့အခေါ်အယူအဆစိတ်ဆန္ဒစသည်တို့ကိုတည်ရှိလာသောဖြစ်စဉ်ကိုအသေးစိတ်သိုပ်ဖော်ခြင်းဖြစ်ပေသည် ကျွန်တော်ဒီဝိတုမြရေးတော်ခါဤနည်းကို သုံးခဲ့ပြီသည်အထူးသဖြင့်ခံစားမှုကိုအဓိကထား၍ဖွင့်လွှဲသည်ယင်ခုံတန်ကိုယုံကြည်သူဖြစ်သည် အလှအပကိုမြင်လိုက်ရလျင်ယင်ခုံမြဲဥပမာအစီယုံခေကတရားဟောတာနားထောင်ရသောအခါယင်ခုံသည်ကျွန်တော်ဤဘဝခံစားမှုနှင့်တွားတိုးသောကြောင့်ဖြစ်ပေသည်အင်္ဂလိပ်မြေရှိသမားကိုစိန်ခေါ်လိုက်တံများကြားရလျင်ကြက်သည်မွေးညင်းထားသွားခဲ့ရသည်ယင်ခုံတန်သည်ခံစားမှုအစစ်အမှန်ဟုနားလည်နေသည် ရင်ခုန်တန်သည်အစစ်အမှန်ဝိထုသည်ဝိထုဖြစ်သည်တမိုင်းကျန်းစာမဟုတ်ပေဝိထုသည် ခံစားမှုကိုရတပါအောင် ဖွင့်လွှဲထားသောစာပေဖြစ်သည်တမိုင်းကျန်းစာပေသည်တကယ့်လူတကယ့်အဖြစ်ပြတ်တို့ကို မှတ်တမ်းတင်ထားရသည်ဝိထုသည်တကယ့်လူတကယ့်အဖြစ်ပြတ်တို့ကိုမှတ်တမ်းတင် ထားခြင်းကမဟုတ်သို့သောတကယ့်လူတကယ့်အဖြစ်ပြတ်တို့ကိုအခြေခံလျက်စိတ်ကူးလူစိတ်ကူးအဖြစ်ပြတ်ဖြင့်ဖွင့်လွှဲထားခြင်းဖြစ်သည်စိတ်ကူးဆိုသည်ကဇက်ကောင်းစိတ်ကူး အဖြစ်ပြက်ဆိုသည်ကဇလံသို့သောဝိထုနှင့်တမိုင်းသွာတူတာရှိသည်ဒါကတော့တရားအမှန်တရားတကယ်အစ်စ်မှန်ကို ဖော်ပြသောတရားကျွန်တော်ဒီကဗျာသမားအဖြစ်စာမေလောကသို့ရောက်တော်လဲသကပြေအရေးများသည်သကပြေရဲ့တွင်ဝိထုရှိရေးသားမှုအတွေ့အကြုံ၌နှုသေးသည်ဇာဖတ်သူယခုနာစင်သူတို့သည်ဤဝိထုပထမပိုင်းပထမရွဲကိုဖတ်ရှုပြီးနာစင်ပြီးတွင် ဝေဖန်ကြစီလိုသည် ။ဇာဖတ်သူယခုနာဆင်သူတို့ဤဝေဖန်ရည်သည်နောင်ဆက်လက်ထွက်လာမည့်အတွေ့များအပိုင်းများတွင်များစွာအကျိုးရှိပေလိမ့်မည်။ဇာဘေကုံပြည်သူကဆုံးဖြတ်သည်မဟုတ်ပါလား။ကျွန်တော်ငယ်စဉ်လုံးကပကြီးရည်သည်ဇန်တရားတီးသည်ပကြီးเจ้าမနေဘူးဇန်တရားကိုလက်ထပ်မတင်ဘူးပကြီးအเจ้าဂီတပညာအเจ้าစာအုပ်များတော့ဖတ်သည်ကျွန်တော်ဤဆရာမဝေဖန်သူပြိတ္တာသူတို့ကကျွန်တော်ကိုသင်ကြားပေးသည်ပြိတ္တာဤတုံ့ပြန်မှုခံစားမှုကိုအကဲခတ်၍ မိမိ၏အမှုပညာကိုအားကောင်းအောင် လေ့ကျင့်ရသည်ဝေဖန်ခြင်းများလည်းရည်သူဖြစ်သည်ထို့ကြောင့်သူကိုပို၍ဝေဖန်ရမည်သူရေးသားဖော်ပြသောတရားနှင့်သူဖွင့်လှစ်သောဝိတုညီမညီသူဟောသောဓမ္မနှင့်သူအလုတ်ကိုက်မကိုက်စာဖတ်သူယခုနာစင်သူနှင့်ကျွန်တော်ညှိစရာတစ်ခုပဲရှိသည်ဒါကတော့စာဖတ်သူယခုနာစင်သူဘက်မှခံစားမှုကျွန်တော်ကတော့ကျွန်တော်ခံစားမှုနဲ့ကျွန်တော်ဝိတုရေးလိုက်တာဖြစ်သည်စာဖတ်သူယခုနာစင်သူဘက်က တို့ခစ်ကိုရောက်ရမည်မှာမလွဲပါဟု ခံစားရလင်ကျွန်တော်ရေးရာကျိုးနဲ့ပါပြီသူတို့ခစ်ဟုသော ခံစားမှုပေါ်မလာပဲတို့ခစ်ဟုခံစားလင်တော်ပြီကျွန်တော်ကကျွန်တော်တို့အားစုံမှုသူချုပ်ချဲသူဖိနှိပ်သူအကြောင်းသူတို့အကြောင်းရေးရာမဟုတ်သောကြောင့်ပင်စာဖတ်သောယခုနာဆင်သောပြည်သူနှင့် ကျွန်တော်တို့ဒုက္ခခံစားမှုခြင်းတူလင်ကကျွန်တော်ဝိတုရေးရပြေဟုနှစ်သိမ့်ကျေနပ်နိုင်ပေမည်တည်း ို့ခေကူရောက်ရမည်မှာမလွဲပါအရှိကနေနေဝင်ထွက်သည်ပမာပါတို့ခေကူရောက်ရမည်မှာမလွဲပါတို့ပမာဟေးတို့ပမာမမြင်တဝန်းအကုန်တို့အိမ်မှတ်ပါတို့ရမှတ်ပါအဲရာတို့ပမာ ဗာမကြည်ဗမာသရေဓာတုမြေဓာတုမြေဓာငါတို့မြေဓာတုမြေဓာတုမြေဓာငါတို့မြေဓာတုမြေဓာတုမြေဓာငါတို့မြေတို့ဗမာမြေကို တိုင်းရင်သားကုန်စင်တို့မြေလိုမတင်တို့ဝေတရားပင်တို့ဗမာသခင်အပိုင်းတက်မှာကျွန်တော်ဟိုဟာတို့ဗမာသခင်ကိုလေအော်ကျွန်တော်ဆူဆူပြခဲ့တယ်ဗောနော်အာ YouTube မှာတော့ကျွန်တော်ရှာကြည့်လိုက်သေးတယ်ဗျ။ဟိုတော်တော်ကြီးဒီရှေးကြတဲ့တခြင်းပေါ့ကျွန်တော်အမှန်တမ်းပြောတော့ကျွန်တော်တခါမှနားမထောင်ဘူး။ စာပေဟောပြောပွဲတွေမှာတော့ဆရာချီဦးညိုတို့ဒီဟိုဒီလိုမျိုးဆိုပြတယ်ပေါ့နော်ဆိုပြီးရှင်းပြတဲ့ဟာတွေတော့ရှိရလို့ပြောတယ်ကျွန်တော်လည်းတော်များလည်းနားထောင်မှုဒါပေမဲ့ဒီတချင်းတော့ကျွန်တော်တကယ်ကိုနားမထောင်ခဲ့ဘူးတာပေါ့လေတို့ကြောင့်ကျွန်တော်အတက်နိုင်ဆုံးနီးစပ်အောင်တော့ကျွန်တော်ဆိုခဲ့ပါတယ်တို့တဲ့ကြောင့်အဲဒီကျွန်တော်ဆိုပြခဲ့တဲ့ဟာဒီလွှဲချော်မှုအမှားယွင်းမှုတွေရှိခဲ့တယ်ဆိုလို့ရှင်တော့အဲတောင်းဝန်ရှိသူအားလုံးကိုကျွန်တော်အနေနဲ့အထူးပဲမြတ်တာရက်ခံတောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနှစ်မှာရန်လေဆုံတွေ့ကြပါလို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ပုံမြတ်တင်ပါခင်ဗျာ